ဇွန်လ24ရက်နေ့အထက်မှတက်ရောက်သောပညာမူကားရှေးဦးစွာဆင်ကြဤထိုမှတပါ အသင့်အင့်နေတတ်ကြဤဖြည်းညင်းသောသဘောရှိဤတွေးဆောင်လွယ်ဤဂိူနာနှင့်၎င်းကောင်းကျိုးနှင့်၎င်းပြည့်စုံဤလိလိသောစိတ်ရှိလှုပ်ဝဲခြင်းနှင့်ကင်းစင်ဤရှင်ရာကုတ်ဩဝါဒစာအခန်းကြီး3အခန်းငယ်7ကောကဘာကြီးသည့်ယခုအခါတွင်ရက်ဆက်ကြမ်းကြုတ်မှုများပုံမှုများပြားလာတဲ့ကဲ့သို့ လက်တွေ့ဆောင်သည့်ခရစ်ယာန်ယူဝါရအားနည်းလာသည်နှင့်မျှရိုင်းဆိုင်မှုနှင့်ရက်ဆက်ကြမ်းကြုတ်မှုများတိုးမြင့်လာပါသည်ရန်ပြူတိုက်ခိုက်ခြင်းသည်ကြောင်းများတွင်အဓိကပြဿနာဖြစ်လာတဲ့ကဲ့သို့ဆယ်ကျော်သက်များကြားတွင် အုပ်စုဖွဲ့ရန်ဖြစ်ခြင်းသည်ပြန့်နှံ့လာပါသည်တင်းငယ်သည့်ကိစ္စဖြင့်မိဘများ၏စကားများကြခြင်း အိမ်တော်များပြိုကွဲခြင်းဝါရှင်တန်ရှိအစိုးရထိပ်ပိုင်းရာရှိများတဦးနှင့်တူအမိတက်၍ဂုံတိတ်ခါငဲခွက်ခြင်းမရှိဘဲနင်ဘဲငဆငင်းခုံပြောဆိုကြခြင်းတို့သည် ကျွန်တော်တို့ဤဘဝတွင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။ဤဒီမှာကျွန်တော်တို့အနေဖြင့်သခင်ယေရှု၏တုန်သင်ချက်ဖြစ်သောစေညလုံးတိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလက်တံရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9ခန်းငယ်9ကိုမေ့လျှော့နေပြီဖြစ်ပါတယ်။ကျွန်တော်မြင်မှုသည့်ဆေယောလူပါအကျဉ်းတန်းခတ်ထံမာကျောသူတို့သည် သခင်ယေရှုကိုယုံကြည်လာပြီးကယ်တင်ရှင်ဖြစ်လက်ခံလာသောအခါတိမ်မွေ့နူးညံ့စိတ်ရှိပြီး တနာကျင်နာတက်သောလူကြီးလူကောင်းများဖြစ်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းဖျားသခင်အရှင်ရဲ့စိတ်နှလုံးနူးညံ့သိမ်ဝေးမှုနဲ့မေတ္တာတရားဖြည့်ဆည်းခြင်းအဖြစ်ကျွန်တော်တို့ဒေါသလမ်းချုံနေတဲ့ကမ္ဘာကြီးမှာမေတ္တာပြခွင့်ပြုပါဗျာ။အာမင်။ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါခင်ဗျာ။နောက်ပြန်ပါလေ။တခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဖို့မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြတ်တမ်းရိုက်ခံလိုပါရယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်နောက်ရက်တွင်မှပြန်တွေ့ပါအောင်မြင်ခင်ဗျာ